မိတ်ဆွေတို့တခါတလေမှာပျော်ရွှင်မှုတွေနောက်ကိုအသေးတန်လိုက်နေပေမဲ့တကယ်တမ်းကျေနပ်မှုမရဘူးလို့ခံစားနေရလားပျော်ရွှင်မှုဆိုတာခဏတာပဲလားဘဝမှာစစ်မှန်တဲ့ကျေနပ်မှုကိုဘယ်လိုရှာဖွေရမလဲဒီမေကွန်းတွေရဲ့အဖြေကို အာနန္ဒစာအုပ်ထဲမှာရှာဖွေတွေ့ရှိနိုင်ပါတယ်ဒီစာအုပ်ကိုရေးသားသူကတော့အာချာရပရာရှန်ဖြစ်ပါတယ် သူဟာဝိညာဉ်ရေးရာဆရာတဦးဖြစ်ပြီး လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ရေးရာပြဿနာတွေကိုဖြေရှင်းပေးနေသူပါသူရဲ့စာအုပ်တွေဟာလူတွေကိုကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေတွေ့ရှိစေပြီး ပုံမကောင်းမွန်တဲ့ဘဝကိုတည်ဆောက်နိုင်ဖို့လမ်းညွှန်ပေးပါတယ်ပထမအချက်အနေနဲ့အာနန္ဒကဆိုတာပျော်ရွှင်မှုမလိုအပ်တဲ့ခြင်းနဲ့ချင်းလို့ဆိုပါတယ်ပျော်ရွှင်မှုဆိုတာပြင်ပအခြေအနေတွေနဲ့ဆက်ဆက်နေပြီးခဏတာပဲတည်မြဲပါတယ် အာနန္ဒကတော့ဘဝရဲ့အတက်အကျတွေနဲ့မသက်ဆိုင်တဲ့အမြဲတည်ရှိနေတဲ့ခြေနက်မှုမျိုးပါပျော်ရွှင်မှုကိုအမြဲလိုက်စားနေခြင်းကမိမိကိုယ်ကိုပြင်ပအရာတွေပေါ်မှာမိခိုစေပြီးစိတ်ခြေနက်မှုမရှိခြင်းကိုဖြစ်စေပါတယ်အာနန္ဒကဒီဆက်ဝန်းကနေလွတ်မြောက်စေပြီးအတွင်းစိတ်ကနေပေါ်ထွက်လာတဲ့ခြေနက်မှုကိုပေးပါတယ်ဒုတိယအချက်အနေနဲ့ဆင်းရဲဒုက္ခကတစ္ဆာတရားကိုရှာဖွေဖို့လိုအပ်ကြောင်းဖော်ထုတ်တယ်လို့ဆိုပါတယ် ဆင်းရဲဒုက္ခဆိုတာမကောင်းတဲ့အတွေ့အကြုံတစ်ခုလည်းမဟုတ်ပဲဝိညာဉ်ရေးရာတိုးတက်မှုအတွက်အထောက်ပံ့တစ်ခုလည်းဖြစ်ပါတယ်။ခေတ္တလူဖွဲ့စည်းကချက်ချင်းကျဉ်းနှက်စေတဲ့နိလန့်တွေအများကြီးကို ပေးထားတာကြောင့်ဆင်းရဲဒုက္ခတွေကိုဖုံးကွယ်ထားနိုင်ပါတယ်။ဆင်းရဲဒုက္ခတွေကိုမခံစားရအောင်ရှောင်ရှားခြင်းက အတွင်းစိတ်ကို ပြောင်းလဲဖို့တောအားပေးမှုကိုညှော်နှဲစေပါတယ်။စင်ရဒုက္ခတွေကိုထက်ခါထက်ခါဖိနှိပ်ထားရင် အတွင်းစိတ်ထဲမှာ နှဆိုင်စွာဆွေးမြဲသွားနိုင်ပါတယ်။ဒါကစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေနိုင်တာကြောင့်ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်ဖြေရှင်းခြင်းကရှောင်ရှားခြင်းထက်ပိုအရေးကြီးပါတယ်။တတိယအချက်အနေနဲ့ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုဆိုတာစိတ်ကူးတက်တက်ဖြစ်ပြီးခံစားမှုမဟုတ်ဘူးလို့ဆိုပါတယ်။ခန္ဓာကိုယ်ကပျော်ရွှင်ခြင်းနဲ့နာကျင်ခြင်းကိုခံစားရပြီးအတ္တကပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းကိုခံစားရပါတယ် အတ္တဆိုတာစိတ်ရဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်ပါတယ်အတ္တကပြင်ပအခြေအနေတွေပေါ်မူတည်ပြီးအမြဲပြောင်းလဲနေတဲ့ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေကိုခံစားလေ့ရှိပါတယ်ဒါပေမဲ့ဒီလိုလိုက်စားမှုဟာအဆုံးမရှိနိုင်ပါဘူးအတရဲ့သဘောတဘာဝကိုသိရှိခြင်းအဖြစ်ပြင်ပအရာတွေပေါ်မှာမမိခိုးတော့ပဲမိမိကိုယ်ကိုပုံမူနားလည်လာနိုင်ပါတယ် စတုထအချက်အနေနဲ့စစ်မှန်တဲ့ပျော်ရွှင်မှုဟာခန္ဓာကိုယ်ကိုပျော်ရွှင်စေတာထက်စိတ်ကိုပျော်ရွှင်စေခြင်းမှာတည်ရှိတယ်လို့ဆိုပါရယ်ခန္ဓာကိုယ်ကိုပျော်ရွှင်မှုတွေပေးလေလေ ခန္ဓာကိုယ်နဲ့ပူပြီးတသားတည်းဖြစ်လေလေပါပဲစိတ်ကိုပျော်ရွှင်စေခြင်းဆိုတာတတိရှိခြင်းနားလည်ခြင်းနဲ့မိမိကိုယ်ကိုပူကြီးမားတဲ့အရာနဲ့ချိတ်ဆက်ခြင်းတို့ပါဝင်ပါရယ်ဥပမာအဖြစ်တရားထိုင်ခြင်းနဲ့အတမဲ့တဲ့ဝန်ဆောင်မှုတွေကိုလှုပ်ဆောင်ခြင်းအဖြစ်စိတ်ကိုပျော်ရွှင်စေနိုင်ပါတယ် တစ္ဆမအချက်အနေနဲ့စစ်မှန်တဲ့ပျော်ရွှင်မှုရရှိဖို့အတွက်ဝမ်းနည်းမှုနဲ့စိတ်ပြတ်အားငယ်မှုတွေကိုလက်ခံဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဝမ်းနည်းမှုနဲ့စိတ်ပြတ်အားငယ်မှုတွေကဝိညာဉ်ရေးရာတိုးတက်မှုအတွက်အထောက်ပံ့ကောင်းတွေဖြစ်နိုင်ပါတယ်။ကဘာကြီးကထာဝရပျော်ရွှင်မှုကိုမပေးနိုင်ဘူးဆိုတဲ့အတီးကကျွန်တော်တို့ကိုပိုပြီးစစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာဖွေဖို့တွန်းအားပေးပါတယ်။ဝမ်းနည်းမှုနဲ့အတူပျော်ရွှင်ခြင်းကတာမန်ပျော်ရွှင်ခြင်းထက်ပိုပြီးနှဆိုင်ပါတယ် စသမအချက်အနေနဲ့ငြိမ်းချမ်းခြင်းဟာလူသားတွေရဲ့အလိုဆန္ဒတွေရဲ့နောက်ွယ်ကတွန်းအားဖြစ်တယ်လို့ဆိုပါရယ်။ပျော်ရွှင်မှုကိုလိုက်စားခြင်းကအဆုံးမရှိတဲ့သဝန်းတစ်ခုကို ဖြစ်ပေါ်စေပြီးဘယ်တော့မှအပြည့်အဝမအောင်မြင်နိုင်ပါဘူး။ငြိမ်းချမ်းခြင်းကိုအဓိကထားခြင်းအပြင်မိမိရဲ့အတွင်းစိတ်ကို ရှာဖွေပြီးတည်ငြိမ်အေးချမ်းတဲ့ခံစားမှုကိုမွေးမြူနိုင်ပါရယ်။တရားထိုင်ခြင်းမိမိကိုယ်ကိုပြန်သုံးသပ်ခြင်းနဲ့ပြင်ပအရာတွေပေါ်မှာမမိခိုခြင်းတို့ပါဝင်ပါရယ်။ တတမအချက်အနေနဲ့တစ္ဆာတရားကိုနှုတ်နဲ့ပြောရုံတင်မကပဲကိုယ်တိုင်ကျင့်ကြံနေထိုင်ခြင်းကသာအဓိကကျတယ်လို့ဆိုပါရယ်စစ်မှန်တဲ့အသိပညာဟာနေ့စဉ်ဘဝမှာအသုံးချခြင်းနဲ့ထင်ရှားစေခြင်းလိုအပ်ပါတယ်တစ္ဆာတရားချက်ချင်းမြတ်တာနဲ့ကယုဏတရားတွေကိုအခြေခံပြီးမိမိရဲ့လောရက်တွေနဲ့အတွေးမြင်တွေကိုချိန်ညှိပါခက်ခဲတဲ့အချိန်တွေမှာတောင်ယူသားစွာနဲ့စစ်မှန်စွာနေထိုင်ပါ တစ္ဆာတရားကိုထုတ်ဖော်ပြောဆိုခြင်းအပြင်မိမိကိုယ်ကိုနားလဲယုံတာမကတခြားသူတွေကိုလည်းရှာဖွေဖို့လှုပ်ဆော်ပေးနိုင်ပါလေ။အထမအချက်အနေနဲ့စီကန်းဆိုတာမိမိကိုယ်ကိုနာကျင်အောင်မို့ထလို့လှုပ်ဆောင်ခြင်းရဲ့အမှုပညာတရက်ဖြစ်တယ်လို့ဆိုပါရစေ။စီကန်းရှိခြင်းအပြင် ခန္ဓာကိုယ်ရဲ့သွေးဆောင်မှုတွေကိုဖယ်ရှားနိုင်ပါလေ။ ။နာကျင်မှုကိုရည်ရွယ်ချက်ရှိရှိရွေးချယ်ခြင်းအပြင်ပျော်ရွှင်မှုကိုလိုက်စားခြင်းနဲ့မတက်မတာဖြစ်ခြင်းကိုရှောင်ရှားခြင်းတို့မှကင်းလွတ်နိုင်ပါတယ်။စီကန်းဆိုတာမိမိကိုယ်ကိုအပြစ်ပေးခြင်းမဟုတ်ဘဲရည်မှန်းချက်တွေစီကိုဥတည်စေခြင်းဖြစ်ပါတယ်။နဝမအချက်အနေနဲ့ပြစ်ဆုံးပံမှာနေထိုင်ခြင်းဆိုတာအချိန်ရဲ့ချုံနောက်မှုကလွတ်မြောက်ခြင်းလို့ဆိုပါရယ်အချိန်ကမပေးနိုင်တဲ့အရာကိုအချိန်စီကမမျှော်လင့်တဲ့အခါတင်ဟာထာဝရဖြစ်နေပါပြီ ဘဝကမပေးနိုင်တဲ့အရာကိုဘဝစီကမမျှော်လင့်တဲ့အခါတင်ဟာအမတ်တဖြစ်နေပါပြီအတိတ်ပစ္စုပန်အနာဂတ်ဆိုတဲ့အချိန်ရဲ့စဉ်ဆက်မပြတ်စီးဆင်းမှုကိုစိတ်ရဲ့တိဆောက်မှုဖြစ်ရှုမြင်ပါစိတ်ရဲ့စုညံတန်တွေနဲ့အချိန်ကိုအာယုံဆိုင်မှုတွေကနေခွာခြင်းအဖြစ်အမြဲတရှိနေတဲ့အခြေအနေကိုရောက်ရှိနိုင်ပါတယ်တတမအချက်အနေနဲ့တစ္ဆာတရားကိုရှာဖွေခြင်းမှာအမြဲဆုံးဖြစ်ပိုင်းဖြစ်နိုင်စွမ်းရှိဖို့လိုအပ်တယ်လို့ဆိုပါတယ် တစ္ဆာတရားနဲ့တစ္ဆာတရားသာတွေ့ဆုံနိုင်ပါတယ်။မမှန်ကန်တဲ့အရာတွေကိုဖယ်ရှားပြီးတစ္ဆာတရားနဲ့ညီညွတ်တဲ့အရာတွေကိုလက်ခံပါ။ဒါဟာနာကျင်စရာဖြစ်နိုင်ပါတယ်။ဒါပေမဲ့တစ္ဆာတရားစီတို့လမ်းကြောင်းကို ရှင်းလင်းဖို့နဲ့ပုံမလွတ်လပ်မှုကိုခံစားဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ယူတာချင်းဂုံတိတ်ခါနဲ့ကယုဏတရားတို့နဲ့ညီညွတ်မှုရှိမရှိတေချာအောင်လှုပ်ဆောင်ပါ။ ဧကတ္တမအချက်အနေနဲ့အလိုဆန္ဒတွေရဲ့ဆက်ဝန်းကဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ခန္ဓာကိုယ်ကပျော်ရွှင်မှုကို ရှာဖွေပြီးနာကျင်မှုကိုရှောင်ရှားဖို့တဘာဝကြပါတယ်။ဒါကအလိုဆန္ဒနဲ့မကျေနပ်မှုတွေရဲ့ဆက်ဝန်းကိုဖြစ်ပေါ်စေပါတယ်။ဒွါတ္တမအချက်အနေနဲ့အတ္တကပျော်ရွှင်မှုကိုမနစ်သက်ဘူးလို့ဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပျော်ရွှင်မှုဆိုတာရရှိဖို့ခက်ခဲလို့ပါ။ အတကမိမိကိုယ်ကိုကာကွယ်ဖို့ကြိုးစားတဲ့အတွက်ပျော်ရွှင်မှုကထိန်းချုပ်နိုင်စွမ်းကိုချိန်ချောက်တယ်လို့ခံစားရပါတယ်။ပျော်ရွှင်မှုကအတ္တရဲ့တတောင့်တတရှိမှုတွေကိုဆွန့်လွတ်ဖို့လိုအပ်ပါတယ်။ပျော်ရွှင်မှုနဲ့အတ္တဟာအတူရှင်တွဲမတည်ရှိနိုင်ပါဘူး။ပျော်ရွှင်မှုကနှဆိုင်လာတာနဲ့အမျှအတ္တကိုဖျက်ဆီးပြီးတာမန်စိတ်ကူးနဲ့မမီနိုင်တဲ့လွတ်မြောက်မှုအခြေအနေကိုရရှိစေပါတယ်။ မိတ်ဆွေတို့ရေဒီစာအုပ်ထဲကအတ္တိကသင်ခန်းစာတွေကိုပြန်ချုပ်ရရင်အာနန္ဒဆိုတာပျော်ရွှင်မှုမလိုအပ်တဲ့ခြေနဲ့ချင်းပါဆင်းရဲဒုက္ခကတစ္ဆာတရားကိုရှာဖွေဖို့လိုအပ်ကြောင်းဖော်ထုတ်ပါတယ်ခန္ဓာကိုယ်ကိုပျော်ရွှင်မှုတွေပေးတာထက်စိတ်ကိုပျော်ရွှင်မှုတွေပေးခြင်းအပြင်ခွဲခြားတမတ်မှုတွေကိုဖျက်သိမ်းနိုင်ပါတယ်စစ်မှန်တဲ့ပျော်ရွှင်မှုရရှိဖို့အတွက်ဝမ်းနည်းမှုနဲ့စိတ်ပြတ်အားငယ်မှုတွေကိုလက်ခံဖို့လိုအပ်ပါတယ် ငင်းကြမ်းခြင်းဟာလူသားတွေရဲ့အလိုဆန္ဒတွေရဲ့နောက်ွယ်ကတော့ဖြစ်ပါတယ်။တစ္ဆာတရားကိုနှုတ်နဲ့ပြောယုံတင်မကပဲကိုယ်တိုင်ကြင်ကြံနေထိုင်ခြင်းကသာအဓိကကြပါတယ်။နာကျင်မှုကိုမုတ်တရိုလက်ခံခြင်းကမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကိုတိုးပွားစေပါတယ်။အတိတ်ပစ္စုပန်အနာဂတ်ဆိုတဲ့အချိန်ပေါင်းတွေကလွတ်မြောက်ဖို့ကြိုးစားပါ။မိမိရဲ့မမှန်ကန်မှုတွေကိုဖယ်ရှားပြီးတစ္ဆာတရားကိုရယူပါ။ ောက်ဆုံးအနေနဲ့အတ္တကိုဖယ်ရှားပြီးစစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာဖွေပါဒီလိုအတ္တတရားတွေနဲ့မိမိတို့ရဲ့ဘဝကိုပုံမှန်အတိတ်ပဲရှိအောင်ဖန်တီးနိုင်ကြပါစေမိတ်ဆွေ